မင်္ဂလာပါရှင်ရှမ်းကိုမီဒီယာကကြိုဆိုပါရစေရှမ်းပြည်နယ်ဝန်ကြီးချုပ်ဦးအောင်မြန်မာနိုင်ငံအမျိုးသမီးများနေအကျိုးဂုံပြူတော်အဖြစ်သွေးလူတန်းနေမှုကိုတက်ရောက်ကြည့်ရှုအားပေးတဲ့တဲ့ရင်ကိုတင်ဆက်ပါမယ်ရှင် ရှမ်းပြည်နယ်ဆိုရအဖွဲ့ပြည်နယ်ဝင်ကြီးချုပ်ဦးအောင်ပြည်နယ်လူမှုရေးအဝန်ကြီးနဲ့တာဝန်ရှိသူများလိုက်ပါလဲဇွန်လ20ရက်နေ့ညနေ3နာရီကတောင်ကြီးမြို့ဆက်ဆံတွင်းစီယုံတို့တွားရောက်၍အထူးကုသမြေအဆောက်အဦပြုပြင်ဆောင်ရွက်နေမှုများကိုကြည့်ရှုစစ်ဆေး၍လိုအပ်သည်များဖြည့်ဆွတ်မှကြားခဲ့ပြီးတဲအောင်ကြီးဌာနသို့တွားရောက်ကြည့်ရှုခဲ့ကြကြောင်းသိရပါသည် ထို့နောက်ဆက်စံတူစီယုံအစီဝေခမနိုင်ဇူလိုင်လ3ရက်နေ့တွင်ကြာရောက်မည်မြန်မာနိုင်ငံအမျိုးသမီးများနေကိုဂုံပြူကြိုးဆိုးသောအဖြစ်တောင်ကြီးပညာရေးဒီဂရီကောလိပ်မှကျောင်းသားကျောင်းသူတရတအုပ်မှသွေးလာရောက်လူတန်းနေမှုကိုရှမ်းပြည်နယ်ဝန်ကြီးချုပ်ဦးအောင်အောင်နေစနီရှမ်းပြည်နယ်အမျိုးသမီးကော်မတီနိုင်ရကဒွန်ညူမီစောနဲ့အဖွဲ့ဝင်များနဲ့တာဝန်ရှိသူများကကြီးစုအားပေး၍သွေးလူတန်းပေးကြသောကျောင်းသားကျောင်းသူများအားအာဟာရပြည့် စားတော့ဖွင့်ရများအားစီများပြည့်ရခဲ့ကြကြောင်းသိရပါဗျ ၎င်းတော့တောင်ကြီးပညာရေးဒီဂရီကောလိပ်မှာကျောင်းသားကျောင်းသူများမှာလူဒန်းတော်သွေးအိတ်များကိုရှမ်းပြည်နယ်အမျိုးသမီးကော်မတီနာယကဒေါ်ညိုမီစောနဲ့အဖွဲ့ဝင်များမှာပြည်ရရာတောင်ကြီးမျိုးဆက်ဆံထွန်းစေယုံဒုတိယစေယုံအုံမှလက်ခံရယူ၍ပြည်내ကျန်းမာရေးနဲ့ကုသရေးဦးစီးဌာနပြည်내ဦးစီးမှုနဲ့ဆက်ဆံထွန်းစေယုံအုပ်ကြီးတို့ကဂုံပြုမှတ်တမ်းလွှာများပြန်လည်ပေးအပ်ခဲ့ကြောင်းသိရှိရပါသည် အလာတူရှမ်းပြည်နယ်တောင်ပိုင်းတောင်ကြီးမြို့အမတ်တအခြေခံပညာအထက်တန်းကျောင်းဒေါခင်သိန်းချမနိုင်ဇွန်လ20ရက်နေ့နနက်9:00နာရီက2025ခုနှစ်ဇူလိုင်လ3ရက်နေ့တွင်ကြာရောက်မည်မြန်မာမျိုးသမီးများနေ့ကိုကြိုဆိုကုန်ပြုသောအားဖြင့်အခြေခံပညာအထက်တန်းအစဉ်စာစီစောဂုံပြိုင်ပွဲကျင်းပခဲ့ပါသည် အဆိုပါစာရေးစာကုန်းပြိုင်ပွဲတွင်အခြေခံပညာအထက်တန်းအဆင့်ကျောင်းသား6ဦး၊ကျောင်းသူ52ဦး၊စုစုပေါင်းကျောင်းသားကျောင်းသူ58ဦးတို့ကစင်စက်မပြတ်တိုးတက်ဖို့အမျိုးသမီးများလည်းပါဝင်စို့ခေါင်းစဉ်ဖြင့်လကောင်းတောင်ကြီးတက္ကသိုလ်၌ တက္ကသိုလ်ဒီဂရီကောလိပ်အဆင့်ဆောင်းပါးပြိုင်ပွဲတွင်ကျောင်းသားကျောင်းသူ65ဦးတို့ကကျမ်းမာကြံခိုင်သောမြမလူပေါင်းနှင့်မြမအမျိုးသမီးများ၏အခမ်းကဏ္ဍခေါင်းစဉ်ဖြင့်ဖြေဆိုနေမှုများကို ရှမ်ပီနယ်ဆိုရအဖွဲ့ဒီနယ်ဝင်ကြီးချုပ်ဤဇနီးရှမ်ပီနယ်အမျိုးသမီးကော်မတီနာယကဒေါ်ညူမီစောဒီနယ်လူမှုရေးရာဝန်ကြီးဦးမင်းမင်းလည်း ရှမ်းပြည်နယ်အမျိုးသမီးရေးအဖွဲ့ဥက္ကဋ္ဌဒေါ်ဆိုးပပနဲ့တာဝန်ရှိသူတို့ကကော်မတီလိုက်လံကြည့်ရှုအားပေးခဲ့ကြောင်းသိရှိရပါတယ်။၎င်းနောက်အမျိုးသမီးနယ်ကလေးစင်ယုံကြီးတွင်ပြည်နယ်ဝန်ကြီးချုပ်ဤစနေရှမ်းပြည်နယ်အမျိုးသမီးကော်မတီနာယကဒေါ်ညိုမီစောပြည်နယ်လူမှုရေးရာဝန်ကြီး ရှမ်းပြည်နယ်မြို့သမီးရေးရာအဖွဲ့ဥက္ကဋ္ဌနဲ့တာဝန်ရှိသူများကသွေးလူရှင်များအားလိုက်လံကြည့်ရှုအားပေးပြီး အာဟာရပြည့်အစားအစာများအားစင်များထောက်ပံ့ပေးရခဲ့ကြကြောင်းသိရှိရပါတယ်ရှင်။